်12လရာဒီမှာပွဲတော်တွေများစွာရှိရဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးပွဲကတကြံပွဲတော်ဖြစ်တယ်အဲ့တကြံလို့ကြားလိုက်ပြီဆိုတော့လည်းအသွေးသားတွေကနေပြီးတော့စူပွက်လာတာဒီခုံပြားလေးရောတကြံလျှောက်နေတွေးခဲ့တာတွေပါလေအဲ့လေအဲ့လေတွေးပဲတွေးလိုက်တာပါဒီလောက်နဲ့ဒီလောက်နဲ့ပြီးသွားရဲ့ဇလန်းတွေအများကြီးပါ တတခါပန့်ရင်200 300ပေးရလေအဲ့ခေတုန်းကအဲ့နဲ့ရေဝတ်ပတ်လေဟာတော့ခေါက်တလုံးဆောင်တော့ကိုင်တော့တာပဲမှာခေါက်ဆောင်လေးပါခုတ်တာတိုက်နဲ့ပတ်တာနဲ့ခေါက်ဆောင်ကောက်ရတော့ပူကြိုက်တယ်ဒါတော့မှတ်မှတ်ရရပါတော့ဒါကျွန်တော်တို့ဆိုရင်တကြံဇက်ကပထမဆုံးရိုက်ပစ်တယ်လို့ပြောလို့ရတယ်ပေါ့နော် ဒါကြံနဲ့ပတ်သက်ပြီးတော့ရုပ်ရှင်ရိုက်တာပေါ့အဗီဒီယိုရိုက်တာပေါ့ခင်ဗျာဟုတ်ဒီကားလေးဟောမက်ရပါပဲအချစ်ကူးတကြံလို့နာမည်ပေးထားပါတယ်ခင်ဗျာဆိုတော့မဟာမာပြတ်သားပါမယ်ပြင်ဆင်ရတာတော့အပျော်ပဲဆိုတော့ဒီအဝိစားပေါ့နော်အဓိကတော့အဝိစားကြတော့အဲကျွန်တော်တို့ဟိုတကြံမှုလေးဖြစ်အောင်လို့အဲ့လိုတောက်တောက်လေးတွားတာမျိုးလည်းအဲ့လိုပြီးတော့ကျွန်တော်သပင်းကိုစိုးလိုက်တယ်သပင်းစိုးပြီးတော့အဲ့လိုအဓိကတော့ဒါတကြံအချစ်ကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ လူငယ်ပုံ လုတ်ကိုအပြေဝါရအောင်လို့ကျွန်တော်ပြောင်းတင်တာပြီးပြောင်းထားပါတယ်ဟုတ်အရန်ဝင်သွားတယ်ကျွန်တော်ကဒီ12ရ12လရာဒီမှာပွဲတော်တွေများစွာရှိရဒါပေမဲ့ကျွန်တော်အကြိုက်ဆုံးပွဲကတကြံပွဲတော်ဖြစ်တယ်ဆိုတော့ကျွန်တော်အရန်ကိုရင်ခုန်ရတဲ့ပွဲကတကြံပွဲတော်ပဲအဲ့ဒီတကြံလို့ကြားလိုက်ပြီဆိုတော့လည်းအသွေးသားတွေကနေပြီးတော့စူပွက်လာတာအဲ့လိုတကြံကြာခံနေကြတိုက်တဲ့လီလီယာစလီအရန်ကိုကျွန်တော်တို့ပျော်ရွှင်မှုရရစေငငယ်တော့ဆိုလေ အဲ့မနေ့ပြတကြံဆိုဒီညအိတ်ကိုမပြောတော့ဘူးတကြံကိုမအိတ်ပဲနဲ့ကိုကြိုတာဆိုတော့အဲ့လိုရေလောင်းရတာရေပတ်တာတအားကိုကျွန်တော်ကြိုက်တယ်ဒါတကြံကတော့ကျွန်တော်တို့အရန်ပျော်ဖို့ကောင်းတဲ့ပွဲတော်ပါဗျာဟုတ်ရက်ွက်ထဲရောငွေတော့ကျွန်တော်အုံးလက်မန်တန်နဲ့တကယ်ရှယ်ကိုင်းလာအဲ့အချိန်ကခွဆောင်းတွေပါရှယ်ခုတ်တာလို့လာတဲ့ကိုင်းပြီးတော့တရက်

ိုးတဲ့ဘက်ကနေအမတ်တရားဖြစ်ခဲ့ဘူးလားဆိုလို့ရှိရင်တော့နားလေးဘူးတယ်တကြံကြောင်းအဲနားတစ်ဖက်ညာဘက်နားလေးလေးွားတယ်မိသပိုင်းနဲ့ထိုးခံလိုက်ရတော့ငငယ်ဆိုနစီနည်းနည်းလေးပေါက်သေးသေးပေါက်သွားလာမလို့ဆိုတော့အဲ့ဒါဆိုးတဲ့အမတ်တရားရှိခဲ့ဘူးကောင်းတဲ့အမတ်တရားတော့အများကြီးပါပဲအဲ့လိုရင်ခုန်စရာလေးတော့တကြံလျှောက်နေတွေးခဲ့တာတွေပါတယ်အဲ့လိုအဲ့လိုတွေးပဲတွေးလိုက်တာပါဒီလောက်နဲ့ဒီလောက်နဲ့ပြီးွားရဲ့ဇလန်းလေးအများကြီးပါ ကြံရင်ကုန်နာရောရှိခဲ့တယ်ကြက်ဟောတကယ်ကြီးဟောတကယ်ကြီးအဲမရှိပါဘူးရုပ်ရှင်ထဲမှာပဲရှိမယ်တဲ့တွေ့ရပြန်ပါကြတော့တွေးလိုက်တယ်ဟာပြန်ဘယ်ရောက်လို့ရောက်သွားမှမသိဘူးလေဆိုတော့အဲ့လိုကြံကြောက်ဘူးစာပါသွားတာမျိုးတော့မရှိခဲ့ဘူးပါဘူးဟောမလုံးကြီးပါဘောမလုံးကြီးဘောကတော့တကယ်တန်းကိုကြံနဲ့ခွဲလို့မရအောင် တတ်တူကြတယ်အရာပဲကျွန်တော်မော်လုံးကြီးပေါ်ရမ်းကြိုက်တယ်ကိုယ်တိုင်လုံးဝလည်းကြိုက်တယ်အဲကျွန်တော်တို့အိမ်မှာဆိုလည်းအဲအရင်တော့ဆိုလို့ရှိရင်တရက်တစ်မျိုးပေါ့နော်ဒီနေ့မော်လုံးကြီးပေါ်နောက်နေ့မဟုတ်လဲဆောင်းအဲနောက်နေ့ရွှင်ရဲ့လိုမျိုးလေးလှုပ်ပြီးတော့အောင်းညာလူကြီးလူပြစ်တယ်ပေါ့နော်ပေါင်းညာလည်းလူလေးလုပ်ပြီးတော့ကိုယ်ရင်ပြင်ပြင်လာပို့တော့အာရှမ်ပယ်စားရတာအဲ့ဒါတွေကတော့အဲညီမတလေးပဲအဲ့ဒါတွေကဒါဒီနောက်မင်းနေရှားလာတယ်တူတယ်နောက်ပိုင်းက အဲ့လိုမျိုးလေးအရင်သဘောကျတယ်ငယ်တော့အဲ့လိုမျိုးမုတ်တွေလည်းအများကြီးစားရတယ်အရေးလေးပတ်ကတယ်အဲ့အဲ့ live ကဘာလဲမှပြတ်တန်လို့လဲလို့မရဘူးဗျာဟုတ်ဒီနေ့အစည်းအဝေးသေးချောက်ကိုမစွဲရသေးရ။ဒါတခြားအာယုံဆိုင်ဆရာလေးလည်းရှိနေတော့အဲဖြော်ပြေးရှိလို့ရှင်လည်းသွားပြီးဖြော်ပြေးခြင်းပါတယ်။နောက်ပြီးကြတော့အဲဖြော်ပြေးမရှိလို့ရှင်တော့အလုံးမရှိရင်တော့ခဲမယ်ပေါ့ဗျာ။ချန်ကြီးလိုက်ပတ်မယ်ဟုတ်။ ဟောပြီးတော့ရေသနက်ဝယ်တော့မယ်။ရေသနက်အခုလေးကရေသနက်ဝယ်ဟုတ်ကြည်နေရေသနက်ရေစော့ခြင်းလို့ရေစော့ခြင်းဟုတ်ကြည်ကြိုက်ရတယ်တွေ့တယ်။အဲ့အဲ့လေးကကြည်ကြိုက်နေရလို့အဲ့ထက်နည်းနည်းကြီးကြီးလေးလိုခြင်းတယ်လို့ရေသနက်တော့ဝယ်အောင်မယ်ရေစော့မယ်လို့ဟိုဟာဒါဗီဒီယိုကားပေါ့နော်ဒီအခုရိုက်နေတာကအချစ်ကူးတဲ့ချံဆိုတဲ့နာမည်လေးနဲ့ဗီဒီယိုကားလေးရိုက်နေပါတယ်။ ဆိုတော့ဒရိုက်တာကိုရာဇဝင်ကိုရိုက်နေပါတယ်ဒါပြီးတော့မဟာမှာပြသပါပါခင်ဗျာကျွန်တော်တို့ဘဝင်အင်တာတိန်မန့်ကနေပြီးတော့ထုတ်လုပ်ပါတယ်ခင်ဗျာဆိုတော့တကြံတိုင်ရင်းဒီကားလေးလည်းထုတ်လွှင့်ပါပါအားပေးပါလို့လည်းပြောချင်ပါတယ်ခင်ဗျာအခုဆိုရင်ကျွန်တော်မြန်မာနေ့တည်းကူးတော့မယ်ပေါ့နော်တကြံလည်းရောက်တော့မယ်အားလုံးပဲဒါနှစ်ကူးမှပျော်ရွှင်ခြင်းတွေရရှိကြပါစေเนาะပြည်လည်မှုတွေအများကြီးအများကြီးဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာကျေးဇူးများတင်ပါတယ်တဒါ